င်္ဂလာပါရှင်ဒီနေ့ရက်တွေ့ဆုံမင်းမြန်ကန်းမှာတော့ပြည်ပနိုင်ငံများတို့အင်ကူလုတ်သမားများတရားမဝင်ပို့ဆောင်မှုနဲ့ပတ်သက်ပြီးတော့မြန်မာပြည်ပအလုတ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်အတွင်းရေးမှူးနဲ့တွေ့ဆုံမင်းမြန်တွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ဆရာမင်္ဂလာပါဗျာဟုတ်ကဲ့ပါရှင်ဆရာဒီလက်တလောပေါ့နော်စင်ကာပူမှာဖြစ်သွားတဲ့ဒီမြန်မာအင်ကူတယောက်ကပေါ့နော်တေချောင်းကြံစီမူကပေါ့နော်ဒီလက်ရှိပြည်ပရောက်မြန်မာအင်ကူလုတ်တမားတွေရဲ့ပေါ့နော်ဒီလက်ရှိ အခြေအနေကိုဆရာမိပေါင်းထိုးပြနေရပေါ့နော်။ဒါကြောင့်မို့ဆရာအနေနဲ့ဒီပြပမှာပေါ့။သွားရောက်အလုပ်လုပ်ကောင်းနေတဲ့ဒီအိမ်ကူတွေနဲ့ပတ်သက်ပြီးတော့တရားဝင်သွားလုပ်ကောင်းနေပတ်သက်ပြီးဘာများပြောချင်ပါလဲရှင်။အဲဒီကိစ္စသူကတော့တကယ်တော့သူတို့လည်းတရားဝင်တော့သွားချင်ပါပေါ့လေ။ဆိုတော့အိမ်မှာလည်းဒီမှာလည်းအဆင်မပြေဘူးပေါ့နော်။သူတို့တိုင်းပြည်မှာလည်းသူတို့ဝင်ဝင်ရှာလို့မရဘူး။အဲ့တော့သူတို့လုံနိုင်တဲ့တကြွနဲ့အလုပ်ကလေးနဲ့သူမိပါဘူးနော်။မိသားစုကိုရှာပေးဖို့သွားရဆိုတဲ့အတွက်တရားဝင် နော်သွားချင်းကြပါမယ်ဒါပေမဲ့တရားဝင်သွားလို့မရတဲ့ခါကျတော့တရားဝင်လမ်းကြောင်းကနေသွားတာပေါ့နော်အဲ့တော့တရားဝင်လမ်းကြောင်းကတော့သွားလို့ဒီလိုပြဿနာတွေပေါ်ပေါက်တာပေါ့ဟုတ်ကဲ့ပါရှင်ဆရာအဲလက်ရှိမှာပေါ့နော်ဆရာဒီဒီဟိုပါပေါ့နော်ဒီလူဝဲစားတွေဒီเจ้าหมอบ่ลูกเว้ซ่าดิที่เตียมวนเอเจนซีเจ้าหมอบ่เนาะที่เตียมวนปูขันยาได้อลุตมะดิยาดาปิป้านายกันมาส่วนอุบรีเยอากาควยไม่อยากชิจาอูบ่เนาะเสีย အဲဒီလိုမျိုးမရရှိတာအပြင်ပေါ့နော်လက်ရှိလူပွဲစားတွေကိုလည်းပေါ့နော်ဒီပို့ဆောင်နေတဲ့လူပွဲစားတွေကိုဘာလို့အရင်မယူနိုင်သေးတာလဲပေါ့နော်ဆရာအေးမယူနိုင်တာတော့မဟုတ်ဘူးပြဒီလိုပြဿနာတွေကကျွန်တော်လည်းရင်ဆိုင်မှုတယ်ကျွန်တော်တို့လည်းတရားတွေကလူပွဲစားအဟမ်းမိတာရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီကလူကုံတားနဲ့ပူးပေါင်းပြီးတော့ဒါပေမဲ့တရားဥပဒေအပိုင်းမှာအများကြီးအားနည်းနေတဲ့အပိုင်းတွေရှိတယ်ပြတိတိကျကျတော့သူတို့ပြစ်ဒဏ်ချပေးတာတွေမတွေ့ရဘူးအဲ့ဒါကြောင့်ပို့ပို့ပြီးဆိုးသွားလာတာပေါ့နော်ဆိုလိုတာတကယ်တမ်းဖမ်းမယ်ဆိုရင် တကယ်ဖမ်းလို့မိတာလည်းရှိတယ်မမိတာလည်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့လူပို့တဲ့ license မရှိတဲ့ပွဲစားနဲ့ license ရှိတဲ့ company နဲ့တော့မတူဘူးပေါ့ဗျာအခု license ရှိတဲ့ company လည်းလောလောဆယ်တော့တရားဝင်ပို့ဆောင်ဝင်မရှိတဲ့အတွက်တော့ဒါတရားမဝင်ပို့လို့ရှင်တာတရားမဝင်လို့ပဲကျွန်တော်တို့သတ်မှတ်တာပေါ့သို့တော့ပို့လိုက်တဲ့အလို့သမားဘယ် company နဲ့သွားပါတယ်ဆိုပြီးတော့ပြောရင်ကျွန်တော်တို့ကဒါဒီ company ကိုအရေးယူလို့ရတယ်ကျွန်တော်ရေးယူတဲ့အပိုင်းကတော့ကျွန်တော်တို့သိပြီဆိုရင်ကျွန်တော်ဝန်ကြီးဌာနကိုစာတင်တဲ့ဌာနနေတာအရေးယူတဲ့အပိုင်းလေးရှိတယ် ရိုးရိုးလိုင်စင်လည်းမရှိပဲねကိုယ့်အကို individual ပို့ရက်ဒီလူပွဲစားတွေပေါ့ဒါတွေကြတော့ဝင်းကြီးဌာနအနေနဲ့အလို့သမားဝင်းကြီးဌာနအနေနဲ့ရေးကြည့်လို့မရဘူးပြအဲ့ဒါတွေကြတော့ပြည်ထဲရေးကံရတဲ့အမှုဖြစ်သွားအောင်အဲ့တော့တော့ပြည်ထဲရေးကိုတချို့ဒီလူပွဲစားတွေကျွန်တော်တို့ပေါ်ထုတ်နိုင်တာတွေရှိတယ်ဆိုပြည်ထဲရေးကိုကျွန်တော်တို့အကြောင်းကြားတယ်အပ်လိုက်တယ်ဆိုရင်ဖမ်းမိတာတွေလည်းရှိတယ်ဒါပေမဲ့တရားရုံးရောက်လို့ရှိရင်တိတ်မကြဘူးလွတ်လွတ်သွားတယ်ဆိုတော့တရားဥပဒေဒီစီစဉ်တဲ့အပိုင်းမှာ နည်းနည်းလေးအားနေကြတယ်တော်တော်လေးတွေ့နေရတယ်အဲ့ဒါကြောင့်ပို့ပို့ပြီးတော့ဆိုးသွားလာတာပေါ့နော်ဖမ်းမမိဘူးဆိုတာမရှိပါဘူးတကယ်လိုက်ရင်တော့ဖမ်းမိပါတယ်သို့တော်တချို့ဖမ်းမမိရတယ်လည်းရှိတာပေါ့အဲ့ဒါကဘာလဲဆိုတော့ဟိုပြီးသွားတဲ့ဖြစ်ခဲ့တဲ့ဟိုဟိုအမျိုးသမီးလေးတယောက်ပေါ့နော်ဟိုစင်စင်ဆိုတဲ့ကလေးမလေးဆိုရင်သူတို့လွတ်လိုက်တဲ့လူကဒိဋ္ဌာတွေကအလွတ်တင်ထားတာဆိုတော့ပါဇက်ကလည်းပြောတယ်ဆိုကျွန်တော်တို့အဲ့ဒီတရင်ကိုရတော့လူကုံလားနဲ့လိုက်သွားတယ်အဲ့ဒီဟိုနေမြေတက်ဆိုင်နေမြေစခန်းနဲ့လိုက်သွားတဲ့အခါမှာ ဟိုတယ်ဖြစ်နေဆိုတော့ကလေးတွေကမသိကြဘူးနေရလာဆိုတော့လိပ်စာမင်းဒီလိပ်စာပြောဒီလိပ်စာပဲပြောဆိုတော့အဲ့လိုဟာတိုင်သူတို့ကဖြေတာပေါ့ဖြေတော့တော့တွားကြည့်တဲ့ကလိပ်စာကြီးကအမှားကြီးဒါမျိုးတွေခွင်းဆက်ပြတ်သွားတာမျိုးတွေရှိတာပေါ့နော်ဆိုတော့ပွဲစားဆိုရင်တော့ကျွန်တော်ထိန်းချုပ်တာတော်တော်ခက်ပါတယ်ဒီတရားဝင်ရတဲ့တရားဝင် license ရတဲ့ agency တွေဒီလိုမျိုးတရားဝင်ပို့ဆောင်တာတော့ကျွန်တော်တော့ဖော်ထုတ်ရတာတော့ပိုးလွယ်တာ ဟုတ်ကဲ့ပါရှင်ဆရာဆရာတို့ဒါသိရှိနေတာဒီတရားမဝင်ပို့ဆောင်တဲ့ပွဲစားတွေကိုပေါ့နော်ဆရာတို့ဒါဥပဒေကြောင့်မို့အခက်အခဲနေနေတာဖန်ဆီးမှုမှာအားနေလို့ပြောပေါ့နော်တရားရုံးစီရင်ချက်ချတဲ့ခါမှာပေါ့နော်အဲ့ခါကျဆရာဆရာလက်ရှိချိန်ဒီရောဆရာတို့ဒီပွဲဟိုဟာ agency တွေဒီပွဲစားတွေဆရာတို့ ਨੇ အရေးယူဘူးရောဘယ်လိုလေးလုပ်ထားသေးလဲရှင် agency ကတော့ကျွန်တော်တို့က follow လို့မိပြီဆိုရင်တော့ဒါသူ့ကိုပြင်းပြင်းထန်ထန်အရေးယူဖို့ဝန်ကြီးဌာနကိုကျွန်တော်တို့ကစတင်ပါပဲကျွန်တော်တို့ဒီကလည်းတက်တဲ့တာကကိုကျွန်တော်ရှိခဲ့ပူပါတယ်2015တော့ဒီလိုတရားမဝင် မကာကိုပို့ဆောင်တဲ့ agency တခုဆိုရင်ဒါ license agency ပဲဟိုမကာကိုဟောင်ကောင်ကကောင်စစ်ဝင်ရကျွန်တော်ဒီဖုန်းဆက်တဲ့အခါမှာ license ရှိလားဆိုတော့ကျွန်တော်တို့ပြန်စီစစ်တော့ license ရှိတယ်ဆိုတော့ကလေးတွေရောက်နေပြီပေါ့နော်အဲ့မှာပြဿနာတက်တော့မှကျွန်တော်တို့သိရတဲ့အခါမှာဝင်ရတာကိုကျွန်တော်တို့စာတင်တယ်နောက်စီးဝင်းမှာလည်းကျွန်တော်တင်ပြတယ်ဒီရောက်ရေးယူဖို့ဆိုတော့ဒီရောက် license ပိတ်သိမ်းတဲ့ဒီရေးယူလိုက်တယ်ပေါ့နော်အခုနောက်ပိုင်းကအခုပြဿနာတွေရတယ်အခု license နဲ့ခိုင်းထားတဲ့ အေဂျင်စီတွေပို့ဆောင်တာပေါ်ရင်ဌာနအရေးယူမှာပဲဆိုတော့အခုလည်းလက်ရှိလှုပ်ဆောင်နေပါတယ်ဟုတ်ကဲ့ပါရှင်ဆရာနောက်ပြောဒီမြန်မာနိုင်ငံအနေနဲ့ပေါ့နော်ဒါလွန်ခဲ့3နှစ်လောက်ကတော့ဒါစင်ကာပူတရားဝင်အနေနဲ့ပေါ့နော်ပြည်ပနိုင်ငံနေစင်ကူအပါအဝင်ပြည်ပနိုင်ငံတို့ဒါအိမ်ကူတရားဝင်ပို့ဆောင်နေရပေါ့နော်ဒီနောက်ပြီးတော့ဒီဟာကိုလည်းပိတ်လိုက်တယ်ပိတ်လိုက်တဲ့ခါကျတော့ဒီတရားမဝင်လက်ရှိတွာလာနေတဲ့အလုပ်သမားတွေကပေါ့နော်ဒီလိုတရားဒီအစိုးရအနေနဲ့ပေါ့နော်ဒီတရားဝင်ပို့ဆောင်မှုပိတ်လိုက်လို့လားရှင့်လုတ်သွားလို့ပြီဆိုတော့ ဒီမှာသူတို့အတွက်ထွက်ပေါက်ကဒီတခုပဲရှိတယ်လေအဲ့တော့တရားဝင်ဝင်မဝင်ဝင်သူတို့ကရောက်အောင်သွားပြီးလှုပ်လှုပ်ကြမှာပဲဆိုတော့ဒီခရက်ကတရားဝင်ပိတ်ပိတ်ပင်လိုက်တဲ့ဟာပေါ်မှာအများကြီးတက်ရောက်တာပေါ့နော်တရားဝင်သာဖွင့်ပေးထားမယ်ဆိုရင်သူကသူ့ရဲ့ဥပဒေရဲ့အကာအကွယ်အဆောင်ချုပ်တယ်အများကြီးရမှာပေါ့တရားမဝင်ခုသွားတာဖြစ်တဲ့အတွက်ဥပဒေရဲ့အကာအကွယ်အဆောင်ချုပ်သူတို့မရဘူးပေါ့ဒီပြဿနာပေါ့ဒါကိုခြုံငုံပြီးပြောရင်တော့တရားဝင်ကိုပိတ်ပင်တာအများကြီးတွားပြီးခရက်ရိုက်တာပေါ့ ဟုတ်ကဲ့ပါရှင်ဆရာလက်ရှိချိန်မှာပေါ့နော်ဒီပြည်ပရောက်အိမ်အကူအလုပ်သမားတွေအကုန်လုံးကိုပေါ့နော်ဒီဝင်းဌာနဝင်ကြီးရလဲပေါ့နော်ဟိုပြီးခဲ့တဲ့တပတ်နှစ်ပတ်လောက်ကပေါ့သူပြောထားတယ်ပေါ့နော်စည်ရင်းတွေကောက်ယူဖို့အတွက်ပေါ့နော်ဒီလိုမျိုးကောက်ယူမယ်ဆိုရင်ရောဆရာဒီစည်ရင်းတွေရတကယ်လို့အတိအကျရနိုင်ပါမလားဆရာပါဆိုတရားမဝင်သွားထားတာတွေကအရင်များနေတဲ့ခါကြောင်လေဌာနဆိုင်ရာချင်းပူပေါင်းပြီးလှုပ်ဆောင်မယ်ဆိုရင်တော့ဟိုဒါအများကြီးဖြစ်ပါတယ်ဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ခုကျွန်တော်တို့ ကလည်းကိုတက်နိုင်တဲ့တလောက်တော့ကျွန်တော်တို့ကလည်းရတဲ့တင်အောင် information ကိုဝန်ကြီးဌာနကတင်ပြမှာပဲသို့တော့ဟိုမှာကဘသူပို့ထားတယ်ဟိုအလုံသမားဗနယောက်ရောက်ပြီဆိုတာစင်မှု MOM မှာစင်းတောင်းမယ်ဆိုရင်ဒါတိကျတဲ့အရေးအတွက်ကရမှာပဲလေဆိုတော့ကျွန်တော်တို့ဒီအောက်ချိန်မှာသာ light တောင်းမယ်ဆိုရင်တော့တကယ်တမ်းပို့ဆောင်ထားတဲ့ agency တွေကလည်းပြောချင်မှပြောရဲမယ်ပြန်ပြီးတော့ဟိုအရေးယူလာမလားအာငါတရားမဝင်ပို့ထားတာဟိုဆိုတော့ဒီဘောမှာဒီသူ့ဘောပြန်ပြီးတော့ဟိုဟိုထိခိုက်လာမယ်ဒါမျိုးတွေရှိတော့ ပေါ်ခြင်းပြောခြင်းမှလည်းပြောမယ်ဆိုတော့တရားမဝင်လိုင်စင်မရှိဘဲနဲ့ပို့ထားတဲ့လူတွေဆိုပို့ဆိုးပေါ့ဆိုတော့ကျွန်တော်တို့ဒီမြေပြင်မှာတကယ်တမ်းစီးရင်ကောက်ဖို့အင်မတန်ခက်ပါတယ်အဲ့တော့ဒီဟာကတော့ဌာနဆိုင်ရာအနေနဲ့ဝန်ကြီးဌာနအနေနဲ့နိုင်ငံခြားရေးကိုတင်ပြနိုင်ငံခြားရေးဟိုမှာရှိတဲ့စင်ဝင်တန်ရောင်းကနေတဆင့် MOR မှာစီးရင်တောင်းမယ်ဆိုရင် MOR မှာတော့သူကဟိုအင်ကူလောက်သားတွေ list ကရှိပြီးသားလေဆိုစီးရင်ရှိတယ်အဲ့စီးရင်ကတော့ဒါအတိအကျရတဲ့စီးရင်ပါဒါကတော့ဖြစ်နေပါ ဟုတ်ကဲ့ပါရှင်ဆရာဒါအာဆီယံဆိုရင်ပေါ့နော်တမီတို့ရဲ့အာဆီယံနိုင်ငံတော်ထဲမှာဆိုရင်ပေါ့နော်ဒါဖိလစ်ပင်းကဒါတရားဝင်တရားဝင်သူသူနိုင်ငံနေပေါ့နော်ပြည်ပနိုင်ငံကိုအင်ကူတွေပို့တယ်ပို့တဲ့ခါကျတော့ဆရာသူနိုင်ငံကလည်းဒါဒေါ်လာတွေတန်တဲ့ချီပြီးတော့ဝင်ငွေပြန်ရတယ်ဝင်ငွေပြန်ရတဲ့ခါကျတော့ခါတန်းနိုင်ငံကလည်းအခွန်ပြန်ရတယ်အလုပ်လုပ်တတ်လူတွေလည်းအဆင်ပြေတယ်ပေါ့နော်ဒီလိုမျိုးတွေရှိတယ်ပေါ့နော်ဒါကိုယ့်ရဲ့အင်ဂျင်ဒီအာဆီယံနိုင်ငံထဲမှာအခါကျမြန်မာနိုင်ငံအနေနဲ့ရောပေါ့နော်ဒီကိုယ့်ရဲ့ မြန်မာနိုင်ငံကအလုပ်လုပ်ချင်တဲ့လူတွေကိုပေါ့နော်သွားရောက်လုပ်ချင်တဲ့လူကိုဒီအိမ်အကူအနေနဲ့တရားဝင်ပို့ဆောင်မယ်ဆိုရင်ရောဆရာဒီအစိုးရကပေါ့နော်ဘာလို့ဘယ်လိုနေရာမှာအခက်အခဲအဓိကဖြစ်နေရလဲရှင်းအစိုးရအနေနဲ့ကလည်းသိပါတယ်အခုတကယ်တမ်းအခုဟိုလောက်ကင်ခွင်လန်းနေရှားပါနေတာရဲ့ဒီဟာစီဒါလည်းလုပ်ငန်းအလောက်ကင်ခွင်လန်းတစ်ခုပါပဲဒီဘောမှာခက်တာကျွန်တော်တို့တိုင်းပြည်ရဲ့အနေနဲ့ဒီဟိုပါပေါ့နော်ဒီဟိုလူတွေရဲ့အမြင်ကဒီဟာဆိုရင် အင်ကူလှုပ်သားဆိုရင်သူကလူသားသားတစ်မျိုးလို့ထင်နေကြတယ်ဒါကလည်းသူ့ရဲ့သူ့ရဲ့ချွေးနှဲစာနဲ့သူ့ရဲ့လှုပ်အားနဲ့ဒါဟိုကိုမိဘတိုင်းဝိုင်းဒါကိုစွေမျိုးတိုင်းဝိုင်းကဒါပြန်ပြီးတော့ဝင်ဝင်ရှာပေးတဲ့လုပ်ငန်းတစ်ခုပါပဲဆိုတော့စင်ကာပူတို့ဒီဖိလစ်ပိုင်တို့လို့အင်ဒိုနီးရှားတို့ကြာသူတို့ကစနစ်တကျနဲ့ဆေးလုတ်ခွင့်ပြရတာပေါ့ဆိုတော့ဒါကိုသိတဲ့အတွက်လည်းအစိုးရကတရားဝင်ခွင့်ပြုပါတယ်2013တုန်းကစင်ကာပူကိုလည်းခွင့်ပြုတယ်ဟောင်ကောင်ကိုလည်းခွင့်ပြုတယ်သို့တော့ ရ2000နဲ့တနှစ်လောက်ပဲရှိသေးတယ်ဒီမှာကျွန်တော်တင်လာတော့ဒီ2014မှာစင်ကူကတကြီးကြီးအဲ့ဒီဖွားကြီးတယောက်အသက်ခံရတယ်ဗမာမျိုးမျိုးသမီးလေးတယောက်ကတတ်လိုက်တာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဂျာနယ်တို့ဒီဆိုရှယ်မီဒီယာတွေကဝိုင်းပြီးတော့အစိုးရကိုအော်ကြတဲ့ခါမှာဒါလည်း issue ကကြီးလာတော့ဒီဟာကိုပြန်ပြီးတော့နားလိုက်တာဗောနော် အမှန်မှာအဲ့ဒီတည်းကဒီဟာကိုကျွန်တော်တို့ကဟိုတည်တည်တတ်တတ်ကင်တွေပြီးတော့ဒီဟာဒါဖြစ်တဲ့တကယ် လမ်းကြောင်းပဲလေဘာဖြစ်လို့ဆိုအခုတရားမဝင်ထွက်ခွာတော့ကျွန်တော်မပိတ်နိုင်ဘူးမပိတ်နိုင်လို့လေအခုတရားဝင်ခွင့်ပြုလာတာအစိုးရခွင့်ပြုလာတာအစင်ကမှ130ပဲရှိတယ်ဟောင်ကောင်မှာ190ပဲရှိတယ်အခုစင်ဝရဲ့သတင်းရဟိုမှာရှိတဲ့စင်ဝ CS ဆိုဟိုမှာရှိတဲ့လူမှုအဖွဲ့အစည်းတွေကျွန်တော်တို့စီပြန်ပြန်ပြီး information ရတယ်ဒီသတင်းရ4000ကျော်ဖြစ်နေပြီဆိုတော့ဆိုလိုတာနေ့တိုင်းနေ့နေ့ထွက်နေတာပေါ့ဆိုတော့ကျွန်တော်တို့ဒီတရားမဝင်တဲ့အပေါက်ကြီးကိုမပိတ်နိုင်ရင်တရားဝင်လမ်းကြောင်းလုတ်ကိုလုတ်ပေးရအောင်ဆိုတော့တရားဝင်လမ်းကြောင်းလုတ်ပေးမှလည်းဒီအလုတ်သမားရဲ့သူရမယ်အခွင့်အရေး လာစားနောက်တပတ်တခါနားရက်သူ့ရဲ့တပတ်တခါနားရက်ကဒီအလုံသမားတော်ကလိုတယ်လေသူကတနေ့အများအားဒီအိမ်မှာပဲ24နာရီနေနေရတဲ့ခါမှာသူ့အိမ်မှာလဲအများကြီး depression ဝင်တာတွေရှိမှာပေါ့ဒါမျိုးမဖြစ်အောင်သူ့အနေကိုသူ့ကိုအပြင်မှာသင်ငယ်ချင်းပေါင်းစင်းနေတဲ့တပတ်တစ်ချိန်အတွေ့အုံဝင်သွားတာတော့အလဲသွားတာဆိုရင်ဒါသူ့ရဲ့ဟိုတန်ဆင်းလဲကြောတာပေါ့နော်ဒါမျိုးတွေလုတ်ပေးနေတာပေါ့ဒီအတွက်ကိုလည်းဝင်းဆိုးရပါရဲ့အများကြီးအားထည့်ပြီးလုတ်ခဲ့ပူပါတယ်2013တော့အတိုးတော်လဲအဲ့ဒီ social media အကြောင်းဝိုင်းပြီးអော်ကြတော့ ဒီရမှာနည်းနည်းပြန်ပြီးတော့စီစစ်လိုက်တဲ့သဘောပါသူပြန်ပြန်ပြီးတော့တရားဝင် ပြန်ဖွင့်ပေးအောင်လည်းကျွန်တော်တို့တရားကိုတိုက်တွန်းလာပါဒီပြပနိုင်ငံကိုပေါ်တော့လက်ရှိဒီတရားမဝင်ပို့ဆောင်အင်ဂူတရားမဝင်ပို့ဆောင်တာနဲ့ပတ်သက်ပြီးပေါ်တော့ဆရာအနေနဲ့ဖြည့်ဆွတ်ပြောချင်တယ်များရှင်လည်းပြောကြပေးပါအောင်ရှင်တရားမဝင်ကိုကျွန်တော်တို့မပိတ်နိုင်ဘူးဒါကတော့တကယ်ဖြစ်ပြပဲအဲ့တော့တရားဝင်ဈေးလုံးအောင်ကျွန်တော်တို့လုပ်အောင်တရားဝင်ဈေးလုံးတဲ့အနေအမှာလဲဒီလိုတရားဝင်ဈေးလုံးလို့ရပြီဆိုရင်ဒီလိုလှုပ်လိုက်လို့မရဘူးဗျသူတို့ဒီစင်ဂူတို့ အင်ဒိုအော်ဒီဖိလစ်ပိုင်တော့အင်ဒိုနီးရှားလို့လို့တင်တန်းကြောင်းနေလို့ရမယ်ဆိုတော့သူတို့စီမှာတင်တန်းကြောင်းကျွန်တော်စီမှာဘာအခက်ခဲရှိလဲဆိုဒီကလေးမလေးတွေဟိုရောက်သွားတဲ့အခါမှာနံပါတ်၁ဘာသာစကားအခက်ခဲရှိတယ်နောက်နံပါတ်၂ကအသုံးဆောင်အခက်ခဲရှိတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ကတင်တန်းတေချာပေးပြီးတော့သူတို့လုပ်ပေးရမယ်ဆိုတော့အခေါ်ဝေါ်အစဆိုတော့အခုဟိုဟိုမှာဆက်ပစ္စည်းကိရိယာတွေနဲ့သုံးရတာများတဲ့အတွက်ဒီဟာတွေအတွေ့အကြုံမရှိဘူးဒီပြဿနာကြီးရင်ဆိုင်ရတယ်နောက်နံပါတ်၃ဆိုတော့နံပါတ်၃ဟာဒီက တရားမဝင်စေလို့တချင်ခံရတာဖြစ်တဲ့အတွက်သူ့ရဲ့လောကကခေါင်းပုံဖြစ်လာတယ်အကြီးကျယ်ခံစားနေရဥပမာ9လဖြတ်တာလို့10လဖြတ်တာလို့ဆိုတော့ခွန်သူကရောက်သွားပြီဟိုမှာမိဘအဆင်မပြေလို့သွားတယ်ဟိုမှာ9လ10လသူ့လစာကိုဖြတ်ထားရင်အိမ်ုံလည်းပြန်မပေါ်နိုင်ဘူးအဲ့ဒီမှာဟိုမှာအင်ရှင်နဲ့လည်းအဆင်မပြေဘာသာစကားလည်းအခက်အခဲရှိဟိုမှာရှိတဲ့ပစ္စည်းတွေလည်းမတုံးတယ်ကြာရင်ထွက်ပေါက်မရှိတော့မရှိတဲ့အခါကျတော့လုံမှုကြီးလောက်ရတယ်ဒါမျိုးတွေဖြစ်ကုန်တာပေါ့အဲ့တော့တင်တန်း ဒီမှာတင်တန်းသေချာပေးပြီးတော့2013တော့ကဒါမျိုးကိုတင်တန်းသေချာပေးပြီးလွှတ်တာခင်ဗျ pilot project တော့အဲ့ဒါဆိုဒီဒီကလေးတွေဘာပြဿနာမှမရှိဘူးဒီလိုနောက်ပိုင်းပိတ်လိုက်တဲ့ချိန်မှာခိုးပို့တဲ့လူတွေကပြဿနာတက်တာအဲ့လိုတင်တန်းကျောင်းနေနဲ့အကြမ်းနာလုပ်ပေးပြီးတော့သူတို့ဆိုလိုတဲ့အိဗေက23နှစ်ပြည့်တဲ့လူမှရွေးချယ်ပြီးတော့တင်တန်းပေးမယ်ဘာသာစကားကိုတင်ပေးမယ်အခုကတချို့နှစ်တန်းကျောင်းသူလေးတွေလည်းကို6တန်း7တန်းလုပ်ပြီးပို့တာရရှိတယ်။ဒါတွေကလိန်တာပေါ့။ဒီမှာရင်သူ့ရဲ့အရေးချင်းကိုကြည့်။ဘာသာစကားမကြွညင်ဘူးဆိုသူထားခဲ့ တကယ်ကျွမ်းကျင်တဲ့လူကိုပြန်ပြီး train လုပ်ပေးသူ့ကိုလည်းကျွမ်းကျင်လောက် train လုပ်ပေးပြီးဒါမျိုးဆေလွတ်မယ်ဆိုတော့ဒီပြဿနာရေအများကြီးကျော်ကြသွားမှာဆိုတော့ဒါလေးတွေလုပ်ဖို့လိုတယ်နောက်ပြီးတော့လစာအစကျွန်တော်တို့ကိုအရင်တော့ဆင်ဝူ AE ဆိုတဲ့ဆင်ဝူမှာရှိတဲ့ဒီ agency ဖွဲ့ချုပ်နဲ့ကျွန်တော်တို့ MOU ထိုးဖို့လုပ်တော့လစာလေးလစာပဲဖြတ်ခွင့်ရှိမယ်ဒီဘက်မှာအလုပ်သမားစီကတပြားမှမယူပါဘူးဆိုတော့သူစီဆိုလိုတဲ့အိဗေက password လောက်တာအစဟိုဆင်ဝူရောက်တဲ့အထိတပြားမှအကုန်ကြပေးစရာမလိုဘူး ဟိုရောက်တော့မှသူ့လာစာ၄လာစာကိုဖြတ်မယ်။ဟိုဘက်အေဂျင်စီအတွက်ဟိုဟိုဝန်ဆောင်ပေးတဲ့အေဂျင်စီက၂လာစာဒီဘက်ကအေဂျင်စီက၂လာစာဒါဆိုရင်အလုပ်သမားလည်းသူလည်းခံတာတယ်။ဟိုဆိုလိုတဲ့အိပ်ပဲဘုရားမှမကုန်မင်းနဲ့အကျွေးသွားတာပေါ့ဗျာ။အဲ့တော့ဟိုဘာပြောနောက်၄လနောက်ပိုင်းမှာဆိုရင်လည်းသူသူ့လာစာသူအပြည့်ဝရမယ်။အဲ့ဒါအပြင်သူလုံးလို့ရတဲ့ဟိုရမယ်အခွင့်အရေးတွေလည်းကျွန်တော်တို့ကအများကြီးပေါ်ဆောင်ပေးလို့ရတာပေါ့။အဲ့တော့တရားဝင်ဆယ်လွတ်မယ်ဆိုတော့တင်တန်းကြောင်းတွေလောက်ရမယ်။ဒီကလေးတွေကိုတင်ပေးရမယ်။နောက်ပြီးတော့ဒီ ကျွန်တော်တို့ဝန်ကြီးဌာနကချမှတ်ထားတဲ့စီမံစည်းကမ်းဥပဒေတိုင်းလွှတ်မယ်ဆိုရင်ဒီကိစ္စကြီးကအဆင်ပြေသွားမှာပေါ့ဟုတ်ကဲ့ပါရှင်ဆရာအခုလိုပြောကြပေးခဲ့တဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆရာကျွန်တော်လည်းကျေးဇူးတင်ပါတယ်